ဒနုကိုပိုင်အောင်ချုပ်ခွင့်ရဒေတာပင်တရမျိုးနယ်မှာစိတ်ချမ်းမာရေးချွတ်တဲ့သူအပါအဝင်လူငယ်နှစ်ဦးကိုစစ်မှုထမ်းရန်ဆိုပြီးရဲတွေကဖမ်းဆီးသွားကနောက်တနေ့မှာချက်85သိန်းနဲ့လာပြန်ရွေးခိုင်းတယ်လို့ဒေတာကန်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ27ရက်ညပိုင်းကပင်တရမျိုးနယ်ကြောက်စုကျေးရွာမှာစစ်မှုထမ်းဖို့မဲပေါက်ထားတဲ့ကိုဖိုးအောင်နဲ့ကိုတူတူတို့ကိုရဲတွေကခဏဆိုပြီးလာခေါ်သွားပြီးနောက်တနေ့မှာမိဘတွေကရဲစခန်းကိုလိုက်သွားရမှာ ြန်လွှတ်ပေးရန်အတွက်တူးကိုချက်85သိန်းစီတောင်းခဲ့တယ်လို့ဆိုပါရယ်ကိုဖိုးအောင်ဆိုသူမှာစိတ်ကျမ်းမာရေးချွတ်တဲ့သူဖြစ်တာတရွာလုံးကတည်ကြပြီးအစင်မပြေတဲ့မိသားစု ဖြစ်တာကြောင့်ငွေကြေးချင်းကပြီးပြန်ခေါ်လာရတယ်လို့ကြောက်စုရွာဒေသခံတူကပြောပါရယ်ပင်တရားမြို့နယ်ကအခြားရွာတွေမှာရွာသားတွေစစ်မှုတန်းမလိုက်ရစေဖို့အိမ်တိုင်းစစ်ငွေကောက်ပြီးအုပ်ချုပ်ရေးမှုတွေကလူစားထိုးဖို့စီစဉ်ပေးကြပေမဲ့ကြောက်စုကျေးရွာအုပ်ချုပ်ရေးမှုဦးစော်လင်းဟာရွာက စိတ်ကြမ်းမာ ရေးချို့တဲ့တဲ့သူကိုဖိုးအော်နဲ့ကိုတူတူအဖမ်းခံရမှုနဲ့ပတ်သက်ပြီးလိုက်ဆောင်ရွက်ပေးတာမရှိဘူးလို့သိရပါဗျာ။